တနေ့ကျရင်ယူကရိန်းမြေမှာပန်းတွေပြန်ပွင့်လာလိမ့်မယ်ကျွန်တော်အားလုံးပဲမင်္ဂလာပါခင်ဗျာ 3K Corners ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်တနေ့ကျယူကရိန်းမှာပန်းတွေပြန်ပွင့်လာလိမ့်မယ်အိမ်မက်မျောလင်းချက်နဲ့ပြန်ဆုံးမဲ့ညနေတွေကော်ဖီရနံ့တွေအသားခင်အနံ့တွေဝိုင်းကွက်ချင်းတိုက်တန်တွေအိမ်လေးတွေစီကနေလွင့်ပြန်လာလိမ့်မယ်အဲ့ဒီတနေ့ကိုယူကရိန်းပြည်သူတွေမျောနေမိတယ်ဇင်ချမ်းကွဲသမီးလေးလည်းပါဝင်ပါ ဇင်ချိုင်းကွယ်သမီးလေးကယူကရိန်းမှာဖြစ်နေတဲ့စစ်ပွဲအဖေဘလို့ကူညီပေးမလဲဆိုပြီးမေးတယ်။ဇင်ချိုင်းကဖေဖေအကောင်းဆုံးလုံနေပါတယ်လို့တုံ့ပြန်ခဲ့တယ်။ဇင်ချိုင်းကရန်မုံငွေပွဲတွေကစားပြီးတော့ရရှိလာတဲ့ရန်မုံငွေကိုယူကရိန်းနိုင်ငံအတွင်းစာတင်ကြောင်းတွေပြန်လည်တည်ထောင်နိုင်အောင်သုံးဆွဲသွားမှာပါ။ဇင်ချိုင်းကစစ်ပေးတဲ့စာတင်ကြောင်းတွေမြင်ရတဲ့အခါဝမ်းနဲ့ပူဆွေးရတယ်။သူဘလို့ကူညီနိုင်မလဲအပူတပြင်းတွေးမိတယ်။ဘလုံးအောင်စားနေရကျွန်တော်နိုင်ငံပြန်လည်တည်ထောင်ရေးအတွက်အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ။ စာသင်ကျောင်းတွေပြန်လည်တည်ဆောက်နိုင်အောင်ရန်မုံငွေကတိတ်ပြီးရေးကြီးပါတယ်။ပြီးတော့ကမ္ဘာကြီးနဲ့ယူကရိန်းပြည်သူတွေတိအောင်မက်ဆေ့တခုပေးတာပါပဲ။ယူကရိန်းပြည်သူတွေရဲ့လွတ်မြောက်ရေးတိုက်ပွဲအတွက်တကိုယ်တည်းဆင်နွှဲရတာမဟုတ်ဘူးဆိုတာသိစေချင်ပါတယ်။လူတချို့ကစစ်ပွဲတောင်ယူကရိန်းတုံ့လှုပ်နေတယ်ထင်နေကြတယ်။ကျွန်တော်ရဲ့လွတ်မြောက်ရေးအတွက်ဘတ်တော်မှအဆုံးပေးမှာမဟုတ်ဘူးလို့ဇင်ချန်းကိုပြောခဲ့ဘူးလေ။ကမ္ဘာကြီးကတိတ်ပြီးဖွင့်ပြိုးတိုးတက်လာတယ်။နိဗိနာခေရဲ့အစွမ်းကုန်ထိန်းချုပ်မှုအောက်လူတွေရဲ့ရှင်သန်လူစိတ်လူလွန်လာရတယ်။ ဒီလိုချိန်မျိုးမှာစစ်ပွဲဆင်နှွှဲရတာတကယ်စောက်ထိတ်ပဲမရှိတာမျိုးပဲစင်ချမ်းကိုအဲ့လိုတွေးနေမိတရားမျှတမှုလွတ်လပ်မှုမြန်လို့သူတိုင်းကြောချင်းကတ်ထားမယ်ချိန်ပဲစင်ချမ်းကိုကကျွန်တော်အရင်ကတည်းကတွေးနေရမယ်အဆုံးသတ်တိုက်ပွဲအတူဆင်နှွှဲရမယ်ဆိုပြီးကြွေးကြော်လိုက်တယ်ရုရှားရဲ့ယူကရိန်းကျူးကျော်စစ်ဟာအဆုံးသတ်တင်နေပါပြီပြည်စည်းရေးကြားကနေယူကရိန်းပြန်လည်ပြီးရုံထနေပါတယ်အမေရိကန်ကိုဂျိုးစီးပွားဗိုလ်ပြုစီးရေးကူညီမှုက Trump လက်ထက်မှာပိုဆိုးလာတယ် ယူကရိန်းသမ္မတဇယ်လင်စကီးဟာအမေရိကန်နဲ့ခွဲခြားဆက်ဆံတာခံခဲ့ရတယ်။ရုရှားကိုစီးပွားရေးပိတ်ဆို့မှုတွေလုပ်နေတဲ့ပေါ်ဇင်ချန်းကိုကျေးဇူးတင်နေမိပေမဲ့လွတ်မြောက်ရေးအတွက်ကိုထူကိုထလောက်ရမယ်ဆိုတာကိုသိထားတာကြာပါပြီ။နိုင်ငံကတိုင်းဝမ်ကလည်းယူကရိန်းဘက်ရှိနေပေးလို့ဇင်ချန်းကိုပျော်ရွှင်ရတာပါပဲ။ဇင်ချန်းကိုတွေ့ပြီးတဲ့ကလေးတူးဆိုရင်အတော်ကျွတ်ပါတယ်။အသက်9နှစ်သာရှိသေးပေမဲ့နိုင်ငံချစ်စိတ်တိတ်ပြင်းထန်နေပြီ။အဲ့ဒီကလေးလေးကြောင့်ဇင်ချန်းကိုအခုလိုပြောပြဘူးလေ။မိသားစုတစ်ခုနဲ့ကလေးတယောက်ကိုကျွန်တော်တွေ့ဘူးတယ်ဗျာ။ ကလေးတည်းအသက်9နှစ်လောက်ပဲရှိသေးတာအဲ့ဒီကလေးမှာဝေစားလည်းမရှိပါဘူးသူကခုံးမှာယူကရိန်းလန်ကိုခြေတားထားတယ်ဘလောက်မိုက်လဲဗျာဟိုးသူတို့ကယူကရိန်းကိုတော်ချစ်ပါလားအဲ့လိုကျွန်တော်စိတ်ထဲတိတ်ပြီးတော့ဂုံယူမိတယ်လို့ပြောခဲ့တာပါဗိသင်ငယ်နဲ့ထောက်ခံမှုလေးဖြစ်ပါစေတန်ဖိုးရှိတယ်မဟုတ်လားလူသားချင်းစာနာမှုဆိုင်ရာအထောက်ပံ့တွေတို့ကအတုံးချသွားပါမယ်ဇင်ချန်းကိုကယူကရိန်းတို့ကျွန်တော်ကူညီနိုင်တဲ့လောက်ကူညီသွားမှာပါဘုံလုံးအားစားနည်းကိုအတုံးချပြီးတော့ဇာမဟောင်းတွေဂန်တွင်တွေ ေဦးဆောင်တွေအလုံးပါဝင်အောင်ကြိုးပမ်းပါမယ်လို့ပြောခဲ့တယ်။ဇင်ချန်းကသူသမီးလေးမျက်လုံးထဲကြည့်ပြီးတော့ယူကရိန်းစစ်ပွဲအတွက်အဖေတို့အကောင်းဆုံးစူးစမ်းနေရဆိုပြီးဂရီပေးလိုက်ပါတယ်။တနေ့ယူကရိန်းမှာစာသင်ကျောင်းတွေဖွင့်မယ်နေ့ပန်းလေးတွေလမ်းဆမ်းမယ်နေ့ရောက်လာပါလိမ့်မယ်။စစ်ပွဲတွေကင်းမဲ့စာသင်ကျောင်းတွေအေးချမ်းစွာဖွင့်မယ်နေ့မှာအပြုံးတွေနဲ့ပြန်ဆောင်ကြပါမယ်။ဟုတ်ကဲ့ပါဒီဘက်ကလောက်ပါပဲခင်ဗျ။အားလုံးကိုကျေးဇူးတင်ပါတယ် Live Follow Subscribe လုပ်ထားပြီးကြပါဦးခင်ဗျာ။